ရသော်ဗျာရဲ့သမီးတော်တွေကြတော့အမျိုးသမီးကိုရှုပ်ချပြီးပြောလာပြီးဆိုလို့ရှိရင်တော့ပြန်လေးခြေပါတဲ့စကားလေးတွေရှိတယ်။ဒါလည်းပဲအမှန်တမ်းမှုရှိတယ်။တမှုရှိတယ်ပြန်လေးခြေပါတာ။သုံးမဆိုတဲ့ဘိက္ခုနီမကိုမနတ်သားကနေလာပါပြီးပြောတာ။တော်ရဲမှာတရားနှလုံးသွင်းနေတဲ့အချိန်မှာယန္တံဣတိဟိပတ္တဗံဌာနံဒုရဝိတမဝါ နတံတွင်ကုလပညာယသက္ကပပောတုမိတ်ချီယာဒီတကယ်ကိုထိတ်တန်းယောက်ျားကြီးတွေမှရနိုင်တာအလွန်ရဖို့ခဲရင်းတယ်ဆိုတော့အသိဉာဏ်ကိုတဲ့လက်နှောင်းပညာလေးများသာရှိတယ်လက်နှစ်သိပညာလေးများသာပညာလေးလက်နှစ်သိလောက်နဲ့အမျိုးသမီးကြောင်နေနဲ့လက်လမ်းမမိပါဘူးဘာလို့လုံနေရတာလဲ မျိုးသမီးကိုရှုပ်ချပြီးပြောတာနော်မျိုးသမီးတွေကိုတွင်ကုလပညာလို့ခေါ်တယ်လက်နှစ်တိပညာလေးဆိုတာလက်နှစ်ချောင်းပညာလေးဆိုတာဘာကိုပြောတာလဲသိလားထုံရင်ချက်တဲ့အခါမှာလက်ကလေးနဲ့စမ်းကြည့်ပြီးကြက်မကြက်သိတာအဲဒီပညာတဲ့ချိန်ဟိုရင်းလောက်ပြီးတော့ပြောတာပေါ့နှိမ့်ချပြီးတော့ပြောတာပေါ့နော်လက်နှစ်ချောင်းပညာလေးတွင်ကုလပညာလက်နှစ်တိသူတို့ပညာလေးကလက်နှစ်တိလောက်ပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါတယ်သို့မဟုတ် ထမင်းမနဲ့မနဲ့လက်နှောင်းကြားထဲမှာညှက်ပြီးတော့ဖိကြည့်ရတာဆိုတဲ့ပညာအဲ့ဒီလိုပညာရှိတဲ့အမျိုးသမီးတွေကဘလို့ထက်တန်းကြတဲ့တရားတွေသိနိုင်မှာမတုံးဆိုတော့အဲ့ဒီဘိက္ခုနီမှာမခံဘူးပြန်ပြောတဲ့စကားလေးဟာဖို့တန်အဋ္ဌိဘာဝကိင္ကရိယာနော်စိတ်တံမိသုတမဟိတေစိတ်ထကြန့်ခိုင်တည်ငြိမ်လာလေဆိုရင် မိမပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်မိမဘဝဆိုတာဘာမှထည့်ပြောစရာမလိုဘူးစိတ်ဓာတ်ကအဓိကယောက်ျားဖြစ်ဖြစ်မိမဖြစ်ဖြစ်စိတ်ဓာတ်တည်ငြိမ်မှုကအရေးကြီးတယ်ဒီလိုဆွလို့ရပါတော့ယောက်ျားဖြစ်လဲစိတ်ဓာတ်မတည်ငြိမ်မှုဆိုရင်လည်းအဲ့တော့စိတ်ဓာတ်တည်ငြိမ်လာပြီးရင့်ကျက်နေပြီဆိုလို့ရှိရင်အမျိုးသမီးကိုဘာမှထည့်ပြောစရာမလိုဘူးညာဏမိဝတ္တမဏမိသမ္မာဓမ္မဝိပဿနာတကယ်မှန်ကန်တဲ့ရှင်းစင်တဲ့တရားတော်ကိုသိထားတဲ့ အသိဉာဏ်ညရလာပြီဆိုလို့ရှိရင်မိမဘဝဘာပြောเสียလို့လဲယတ္တနုနတိယဧဝံဣဋ္ဌာဟံပုရိတောတိဝါကိဉ္စီဝါပဏ္ဏအညတမိတမ္မာရောဟုတုမေစတိအမျိုးသားအမျိုးသမီးခွဲခြားပြီးတော့ဒီအထင်သေးမြင်သေးလုတ်တဲ့ပုဂ္ဂိုလ်မျိုးကလည်းပြောလို့ရတယ်တဲ့သူကစိတ်ဓာတ်တည်ငြိမ်တယ်အသိဉာဏ်တွေသူ့မှာရှိတယ်ငါလိုပုဂ္ဂိုလ်မျိုးလားမပြောနဲ့လို့ဆိုလိုတယ်ဟုတ်ကဲ့ စိတ်ဓာတ်ရင်ကျက်မှုနဲ့အသိဉာဏ်ရှိမှုစိတ်ဓာတ်တည်ငြိမ်မှုနဲ့အသိဉာဏ်ရှိမှုကအရေးကြီးတယ်အဲ့တော့ယောက်ျားပဲဖြစ်ဖြစ်မျိုးသမီးပဲသားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်အသိဉာဏ်ဤထက်တန်မှုနဲ့စိတ်ဓာတ်တည်ငြိမ်ရင်သက်မှုကဒါအရေးကြီးတယ်ခုနပြောတဲ့ကိုခြင်းတရားတွေကအရေးကြီးတယ်ကိုခြင်းတရားတွေနဲ့ပြည့်စုံနေပြီအသိဉာဏ်ဤရှိနေပြီနေမှာယဉ်ကျေးပြီဆိုရင်သားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်တမိုးရှိတာရှိပဲဟုတ်ကဲ့